တမိုင်းတင်လာမှာအာဆိုတော့တခါတလေကျတော့ဖုတ်ပါရဲ့လားဗောနကျွန်တော်တို့ကတမိုင်းနေရာပြန်ကြော့ပြီးတော့မှဖြစ်သွားတတ်တဲ့အခင်းချင်းနေရာအဲရှိတယ်ဗောဘာပုံမှာအင်္ဂလန်ကိုအင်္ဂလန်ကိုတင်ရှားခဲ့တဲ့တမိုင်းဆိုင်ရာပြန်ကြော့မှုကြီးဗောလေအဲ့လားလေးတခုကိုကျွန်တော်ပြောချင်ပါတယ်ဒီနေ့ဟုတ်ပါတော့ဘာလဲဆိုတော့နပိုလီယံဗောနနပိုလီယံမှားခဲ့တဲ့အမားဗော ထပ်တူနီးပါးဟစ်တလာလိုက်မာတဲ့အကြောင်းရင်းပေါ့နပိုလီယံနပိုလီယံကအဲကျွန်တော်တို့ဥရောပတိုက်တိုက်လုံးနီးပါးပေါ့ပြစ်တိန်နဲ့အဲကျွန်တော်တို့ဒီဘက်ရုရှားနဲ့ကလွဲလို့ဂျန်နဲ့ဟာအကုန်လုံးသူသိမ့်ပိုက်အုပ်ဆုံးနေပြီးသားဖြစ်နေပြစ်တိန်နဲ့လည်းစစ်ဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာသူရုရှားကိုဝန်တိုက်ဖို့ဆိုပြီးစဉ်းစားတော့အထွန်းနီးတူတော့ပဲဟစ်တလာလည်းဒီလိုပဲ ဒီလိုပဲအဲ့လိုအခြေအနေမျိုးမှာပေါ့နော်အဲဥရောပတိုင်းတိုင်းလုံးလေးပေါ့သိမိသွားပြီဒီဘက်မှာရက်ဆာနဲ့ကမကျွတ်ကျော်ကြီးစာချုပ်ချုပ်ထားတယ်အဲပြီးတိန်ကျုံးသူလိုက်ပြီးတော့မှတိုက်နေတာတော်တော်ဟာဖြစ်နေအဲ့ချိန်မှာသူကသူမကျွတ်ကျော်ကြီးစာချုပ်ကိုဖောက်ဖြတ်ပြီးတော့မှရုရှားကိုဝင်တိုက်တော့ဆိုတော့အဲ့ဟာတွေမှာဗာဒီများတွားပြီးတော့မှတမိုင်းမှာ တူညီတဲ့အချက်လက်တွေဘာတွေရှိလဲပေါ့ကျွန်တော်ကြည့်ကြည့်အောင်ပေါ့နော်နပိုလီယံနဲ့ဟစ်တလာဘာတွေတူလဲလူတုထောက်ခံမှုတိတ်ကြီးတာနပိုလီယံဆိုတာလဲသူသူသူ့ရဲ့လူတုထောက်ခံမှုကတကယ့်ကိုမြင့်မြတ်မမာရဟစ်တလာဆိုတာလဲကြောက်ခမ်းလေးလေးလူတုထောက်ခံမှုရခဲ့တာပေါ့နော်ဆိုတော့နေအောင်စလုံးကရွေးကောက်ခံရပြီးတော့မှတက်လာတက်လာပြီးရတယ်မှာလုံးဝသူကကျွမ်းမဲ့အာနာရယူသွားတဲ့လူတွေဖြစ်တယ်ဗျရုရှားကိုဝင်တိုက်တဲ့အခါမှာနပိုလီယံပြောခဲ့တဲ့စကားကလည်းပါလဲဆိုတော့ရုရှား ိုက်ပြီးတော့မှတလအတွင်းတိမ်ပြီးပြန်လာခဲ့မှာဆိုရင်တော်တော်နပိုလီယံခင်မှလည်းရှေ့ရှေ့တောင်းလျှောက်မှာဒီလောက်ကြီးမားတဲ့စုဖွဲ့မှုကြီးနဲ့ဝင်ရောက်ကြွကြော်တယ်ဆိုတော့ဒီလောက်ကြီးကြီးမားမားလုပ်တယ်ဆိုတော့မရှိဘူးဟစ်တလာကလည်းအဲ့ထက်ကြီးကြီးမားမားလုပ်တယ်ဆိုတော့အဲ့ခက်အဲ့ကာလာမှာသူတို့ကအကြီးမားဆုံးစုဖွဲ့ပြီးတော့မှလုပ်ခဲ့တဲ့ကိစ္စတွေပေါ့နပိုလီယံဘယ်လောက်တုံးတယ်လဲဆိုတော့စစ်တင်အင်အား6သိန်းပါမြင်းသိန်းပေါင်းများစွာပါအမြောက် ထောင်မှန်းပါအဲ့ခေတ်အကလာကတော့နပိုလီယန်တို့ရဲ့ဆူဖရမိုကဒီဒီတိုင်းပဲပေါ့လေဟစ်တလာကတော့ပူဆိုးသွားတယ်စစ်တီအင်အား3တန်းပါတယ်တင့်ကာတင့်ကာ4000နီးပါးပါတယ်3380ပါတယ်ပေါ့နော်အမြောက်9180ကျော်ပါတယ်လေရင်9030ပါတယ်မြင်း9ပိန်းခွဲပါအဲ့လောက်စုဖွဲ့မှုကြီးနဲ့သွားတာပေါ့ဆိုတော့တကယ်ကိုသွားတဲ့အခါမှာ နပိုလီယံရောဟစ်တလာရောဟာရင်ဆိုင်တိုက်ပွဲကိုတကယ်တကယ်ကြီးကြီးကျယ်မလုပ်လဲအောင်ရုရှားလုံးဝမီလန်စနစ်နဲ့အကုန်လုံးလှုပ်ပြီးတော့တခါတည်းပေါက်ချောက်ဆုတ်သွားတာဆိုတော့အခါကျတော့ဒီဒီမျိုးကိုသိမ်းပြီးရင်ဒီမျိုးကနေမှရတဲ့ဟိုကျွန်တော်တို့အစားအသောက်တွေဟလာဘာရင်းညာတွေနဲ့ဒါမျိုးသွားလို့မရအောင်ရှိသမျှဟာအကုန်ဖျက်ဆီးပြီးတော့မှမီလန်စနစ်နဲ့အကုန်လုံးရုရှားသွားတဲ့အခါကျတော့သူတို့ကကောင်းကောင်းကိုရင်ဆိုင်လို့တိုက်လဲရအောင်ပေါ့နော် ရောက်သွားတယ်ဆိုတော့အာ နပိုလီယံကတော့နည်းနည်းပို့တော်တယ်ပို့ပို့တော်တယ်ပြောရမှာပေါ့အာမော်စကိုကိုသိမ်းပိုက်လို့ရလိုက်တယ်ဟိုကဟစ်တလာကမော်စကိုနဲ့ဆက်လိမ့်မိုင်ကွာမှာရက်သွားတာရက်သွားပြီးတော့ပြောရမှဆိုရင်နေနေမြင်များပြတော့ရသွားပြီတကယ်တကယ်တမ်းသူတို့ထိသွားတဲ့အခါဘာလဲဆိုတော့သူတို့သူတို့မထွက်ထားခဲ့ဘူးစောင်းအထိသူတို့ရောက်မယ်လို့ထင်အောင်ဒီလောက်ဆုခွင့်မှုနဲ့သွားလို့ရှိရင်မော်စကိုဒီချက်ချင်းအာသူတို့သူတို့လက်အောက်ရောက်သွားပြီးတော့မှပြီးသွားလိမ့်မယ်လို့တွက်တာပေါ့နော်တွက်ပြီးတော့မှသွားခဲ့တာဆိုတော့ တကယ်တကယ်တမ်းမပြီးတဲ့အခါကျတော့ဒီရုရှားရဲ့ဆောင်းပေါ့လေရုရှားဆောင်းနဲ့တွေ့သွားတာဖြစ်ချင်တော့ရုရှားရဲ့ဆောင်းကိုလည်းဟိုလူတွေကအဲ့လောက်ကြီးအဲ့အထီချောင်းအောင်မသွားဘူးပေါ့လေတလအတွင်းတိုက်လာဆိုရယ်ပုံစံမျိုးနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကဒီဒီဆောင်းကိုခုခံမဲ့အဲနွေတဲ့တွေဘာရင်းညာတွေတော့ဘာမှပြင်ဆင်မသွားဘူးအဲ့အတွက်ကြောင့်မလို့ဘယ်လောက်ထိဖြစ်သွားတယ်လဲဆိုတော့နပိုလီယံကစစ်တင်ရင်က6သိန်းကသွားလိုက်တာပြန်လာတဲ့ခါမှာလူ1000ကျော်လောက်ပဲပါ ြန်ပါလာတော့ဟစ်တလာကျတော့ဟစ်တလာတုံးသန်းနေသွားတဝက်နေပါပဲပြန်ရောက်တော့တော်တော်များများတေကုန်တော့တေကုန်တဲ့ဟာမှလည်းအဓိကဆောင်းတွင်းရဲ့အေးဒံကိုဖန်ရပြီးတော့မှရှုံးတော့နော်ဆိုတော့တကယ်အဲ့ဒီချိန်လေးမှာသူတို့ကတကယ်ဒိတ်ဒိတ်ချေဖြစ်နေတဲ့အချိန်နေ အာတိုက်တိုင်းအောင်မို့လေတကယ်ကိုအကုန်လုံးဖိမ့်ဖိမ့်တုံနေရတဲ့အချိန်မှာသွားတိုက်ပြီးတော့မှရုရှားကိုသွားတိုက်ပြီးတော့မှဖြစ်သွားတာပေါ့ဆိုတော့ကျွန်တော်စဉ်းစားတယ်အမိုင်းတင်တာမအောင်လို့ဆိုရဲကိစ္စကိုစဉ်းစားတဲ့အခါကျတော့ဟစ်တလာလိုလူမျိုးကဘာဖြစ်လို့ဒီလိုစဉ်းစားတယ်လဲအရှိမနပိုလီယံနပိုလီယံရကိုလက်ဆင်လမ်းကောင်းကောင်းလုပ်လို့ရလုပ်လို့ရပါပြီမဲ့ဟိုဘာဖြစ်လို့ဒီတိုင်းမှသွားတယ်လဲပေါ့ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာဟစ်တလာလည်း သူသူတွေးလိမ့်မှာပေါ့လေနပိုလီယံခင်မဟုတ်တော့ဘူးပေါ့ငါတို့ခစ်ကတင်ကားတွေပါလာပြီအဲလေရင်လေရင်တွေပါလာပြီဒီအတွက်ကြောင့်မလို့อ่ะမြင်းနဲ့သွားနေရတဲ့ခစ်မဟုတ်ဒီခစ်ဒီကာလမှာမရှိတော့ဘူးပေါ့အခုအခုဒီဘက်ခစ်ကျွန်တော်တို့တိုင်းပြည်မှာပြောကြတာလို့ပေါ့လေ88ကချိုးရီနဆက်တက်မှာလာမချိုးနဲ့တော့ဘာလို့လောက်တယ်လို့မျိုးပေါ့အာမင်းတို့ခစ်ချက်မတူပါဘူးကွာတော့ဘာလို့လဲတော့ခစ်ချက်မတူဘူးဆိုပြီးတော့မှစဉ်းစားလိုက်ပုံရတယ် နောက်စီမှာတင်ကားတွေလည်းနေတာမဟုတ်ဘူးဟုတ်လားလေရင်တွေလည်းနေတာမဟုတ်ဘူးလူတကယ်ကိုစစ်တီအင်အားလည်းအများကြီးပို့တယ်ပေါ့ဒီ၃၃တန်းဆိုရဲစုဖွဲ့မှုညာသွားတာဘယ်ကောင်ခံနိုင်မလဲဆိုရဲဟာမျိုးနဲ့တက်လုတ်လိုက်ကိုရပါတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကတကယ်တကယ်တမ်းအာအမိုင်းကိုသင်္ကန်းစာယူနိုင်ခဲ့လား တကယ်အကယ်၍သာငါသာနပိုလီယံလိုခင်းချင်းနဲ့ကြုံလာခဲ့လို့ရှိရင်ငါဘာလုပ်မှာလဲဆိုတဲ့ဟာတွေပြင်ဆင်မှုဘာမှလုပ်မသွားဘာလို့လဲဆိုတော့ခစ်ချင်းမတူဘူးငါငါကလေးကြရင်တော့ဒါအမြန်ဆုံးပြီးမြန်ဒီဘက်ခစ်ကလက်နဲ့အင်အားလူရန်ကဘာညာတွေကအများကြီးပါသွားပြီဒီတော့ကြောင့်မလို့ငါဂါရီကိုဆက်စားစရာမလိုအမြန်ဆုံးချလိုက်မယ်ပြီးရင်ငါရဲ့အနေထားဒီထိတ်ဆုံးကိုရောက်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေးယူသွားတဲ့အတွက်ကြောင့်မလို့ခက်တလာတည်း ထန်တူတကယ်ကိုထန်တူပြန်မာတာပေါ့နော်ဆိုတော့တမိုင်းတနာမအောင်ဆိုတာဟုတ်ပါရဲ့လားဆိုတဲ့ဟာလေးကိုကျွန်တော်ကပြန်ပြီးတော့မှဟိုစဉ်းစားစေချင်တယ်ဗောလေစဉ်းစားစေချင်တယ်အဲ့တော့ဟိုလူတွေကကိုယ့်ကိုထင်တယ်လုံးဖြစ်သွားတတ်တယ်ဗောကိုယ့်ကိုမာနတွေကြီးသွားတတ်တယ်အဲ့အချိန်တွေမှာဆိုလို့ရှိရင်ဒီတမိုင်းတင်ကားစားတွေကငါတို့အတွက်မဟုတ်ပါဘူးငါတို့ကလက်ရပါငါတို့က ခက်ချင်းမှမတူတာတို့ဘာလို့ဆိုရဲဟာစဉ်းစားရဟင်တလာလို့လူမျိုးတော်စဉ်းစားတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ကိစ္စတွေမှာကျွန်တော်တို့ကသမိုင်းဆိုရဲဟာမှာတေးတေးချာချာကိုနှလုံးသားရဲဟာကိုခံစားပြီးတော့မှသင်ယူနိုင်ဖို့လိုတယ်ဗောလေအာအဲ့ခက်တုံးကတော့ဟုတ်ပါဘောငါတို့ဒီဘက်ခက်နဲ့မတူတာပါဆိုရဲအတွေးမျိုးဟလာငါတို့ကဘာပဲกว่าဆိုရဲမာနမျိုးတွေဝင်တာနဲ့တပြိုင်နက်ရှေ့ရနဲ့ထက်ချက်မကွာ တူတူပဲပျက်စီးရတဲ့ဘဝကိုရောက်တယ်ဆိုတဲ့ဟာလေးကိုသင်ခန်းစာယူဖို့ဒါလေးကိုကျွန်တော်ပြောချင်လာပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်